ံပြီးစောက်ကလေးမရစေနဲ့ကိုလုံးသုံးဒီလေစောက်ကလေးမြုံနဲ့ဘိုးသာလို့ဘိုးလိုက်စောက်စိသာကိုလုံးဖော့စိသာဒီလိုပါဒါလေးကတော့တိုင်းပေါ်မှာအိုးအိုးကြွကြွနဲ့ပြဿနာတွေတက်နေတဲ့ကိစ္စပါအဲ့တော့ဒီလိုမျိုးပြောတယ်ဆိုတဲ့သူကိုလည်းအဆိုတော်ဝင့်ပေါ့သူကိုလည်းဖမ်းသွားပြီလို့သိရပါတယ် မနေ့ကစင်ပေါ်မှာတက်ပြီးတော့ပေါ့လို့ပဲစားစကားတွေတက်ပြောသွားတဲ့အဖွဲ့နဲ့ပတ်သက်ပြီးတော့ဒီနေ့နည်းနည်းလေးပြောကြရအောင်အဲတော့ပြီးခဲ့တဲ့နိုဝင်ဘာ၁ရက်၂ရက်က Eastern Yangon Event Bat မှာကျင်းပသွားတဲ့ Overflow Music Festival နဲ့ပတ်သက်ပြီးတော့အချို့လူငယ်ပိုင်းတွေတော်တော်များများသိကြပါတယ်အဲဒီမှာအဆိုတော်ဖွဲ့တစ်ဖွဲ့တက်ပြီးတော့ပေါ့လို့ပဲစားစကားတွေတက်ပြောသွားတယ်ဗျာ ားနဲ့ပတ်သက်ပြီးတော့ line ပေါ်မှာတော်တော်အိုးကျွတ်ကျွတ်ဖြစ်သွားတယ်မနေ့ညကလည်းအဆိုတော်ဝင်းနာမည်တော့ကျွန်တော်တို့သေချာမသိဘူးဒီကောင်လေးကိုလည်းအခုမှပဲဒီကောင်လေးလည်းနာမည်ကြီးရရှာတာပါပဲအဲ့တော့ဘယ်အဆိုတော်ဒီမှန်းလည်းမသိဘူးဗျာစင်ပေါ်မှာတက်ပြီးတော့အုတ်လိုက်ကြီးဘာတက်တက်လုံမှန်းလည်းမသိဘူးဆိုတဲ့တချင်းတန်တွေကလည်းနှဲတန်လို့လို့ electric တန်လို့လို့ဘာတန်နေမှန်းမသိဘူးသေချာလည်းမကြရဘူးဗျာအဆိုတော်ဆိုတာလည်းအခုမှပဲကျွန်တော်လည်းသိတာပါကျွန်တော်လည်းလူငယ်တွေပါပဲဒါပေမဲ့လည်းဒီလိုပေါ့လို့ပဲစားရရှိနေတယ်ဆိုတာကိုလည်းအခုမှသိတာပါပဲဟုတ်ပါပြီအဲ့တော့ နေညာကတော့ဖမ်းသွားပြီတဲ့အဲ့တော့သူ့ကိုဘာကြောင့်ဖမ်းတာလဲလိုင်းပေါ်မှာအိုးအိုးကြွက်ကြွက်နဲ့လူပြောစရာဘာကြောင့်ဖြစ်နေတာလဲဆိုတော့အကြောင်းလေးနဲ့စင်ပေါ်မှာသူဘာတွေပြောသွားတယ်ဆိုတာလေးကိုအရင်ဆုံးကျွန်တော်တို့ကြည့်အောင်အဲ့တော့မကြည့်ခင်ကျွန်တော် channel ကိုကြည့်နေတဲ့အသက်မပြည့်သေးတဲ့လူတွေအဲ့တော့မျိုးသမီးတွေကလေးငယ်တွေရှိလို့ရှိရင်တခါတည်းပဲမကြည့်ပါနဲ့နားမထောင်ပါနဲ့လို့ပြောချင်ပါတယ်။ဘာလို့ဆိုတော့တော်တော်ရိုးရိုးကန်ကန်မမရိုင်းရိုင်းလေးတွေပါလို့ပါ။နော်အဲ့တော့ပထမဆုံးကျွန်တော်တို့အရင်ဆုံးကြည့်အောင် ငါတို့ရဲ့ဒီအနည်းဆုံးတော့ကဘာတဝမ်းလောက်မှာရှိတဲ့စောက်နိုင်ငံတွေထဲမှာငါတို့လိုပဲအဲ့လိုပဲဆင်းရဲနေတဲ့မွေးနေတဲ့ငါတို့စောက်နိုင်ငံတွေအများကြီးရှိရဲ့အဲ့စောက်နိုင်ငံတွေအကုန်လုံးမှာဇန်ခံပစ္စည်းကပါလေသိလားအဲ့ဒါလိန်ဆက်ဆံခြင်းပဲအေးဒီလိုသာလိန်ဆက်ဆံပြီးစောက်ကလေးမရသေးနဲ့အကုန်လုံးတော့ဒီရဲဒီရဲစောက်ကလေးမျိုးနဲ့လိုးတာလို့ ော့စင်းသေးနိုင်ငံတွေမှာတဲ့ဇိမ်ခံပစ္စည်းကလိမ်ဆက်ဆန်ခြင်းပဲတဲ့အဲ့လိုအုံနှောက်မျိုးနဲ့စင်ပေါ်ကိုရောက်နေတာအံ့ဩစရာနော်အဲ့တော့လိမ်ဆက်ဆန်ပြီးရင်ကလေးမယူနဲ့ကွန်တုံးသုံးနဲ့ပြီးတော့ပြိသက်တွေကြားတဲ့ကွန်တုံးတစ်ဆုပ်ကြီးလှမ်းကျဲလိုက်တယ်အဲ့တော့ကျွန်တော်တို့လည်းလူငယ်တွေပဲဗျာကျွန်တော်တို့လည်း music ကို guitar ကိုချစ်မြတ်လို့တယ်အဲ့တော့ music နဲ့ပတ်သက်ပြီးအမှုပညာနဲ့ပတ်သက်ပြီးတော့အခုဆိုနေတဲ့လက်ရှိသချင်းနဲ့ပတ်သက်ပြီးတော့မျောရတယ်။စီမျောလိုက်လို့ရတယ် ဆင်းမလားဆင်းလိုက်လို့ရတယ်အင်းကြီးချွတ်ပြီးတော့ဆိုပလိုက်မလားအဲ့တော့ဒီ music ပေါ်မှာစီးမျောလိုက်လက်ခံအခုအဲ့လိုမဟုတ်ဘဲနဲ့လိန်ပညာပေးလို့လို့အဲ့တော့ဒီလိုမျိုးပြောလိုက်ရင် တော့အရန်မိုက်သွားမှာပဲအရန်ခေါ်သွားမှာပဲလူတွေကတော့အားကျသွားမှာပဲဆိုတဲ့ပုံစံနဲ့ဆရာကြီးလူလူဘာလို့လို့နဲ့ကိုယ့်ရဲ့အစင်တန်းစောက်စင်မရှိတဲ့ဟာကိုချပြသွားတယ်လို့ကျွန်တော်ကမြင်နေဗျပြီးတော့ show ဝင်တစ်ခုကိုလာကြည့်တဲ့လူတွေကလူဒန်းစားမျိုးစုံပါတယ်လေဗျအ ောင်းနေမှသားနေမိနားထောင်လို့မသင့်တော်တဲ့ကလေးသူငယ်တွေနားထောင်လို့မသင့်တော်တဲ့စကလုံးသုံးနှုံးနေနေဘာလို့တာဒီ overflow တစ်ခုလုံးကိုကျင်းပတဲ့တင်းအဖွဲလုံးပါတိတ်ခါကြတယ်အဲ့တော့ဒီလိုပြောရတာ ਨੇ ပတ်သက်ပြီးတော့မနေ့က line ပေါ်မှာတော်တော်လေးပြတ်နှံ့ပြီးတော့တော်တော်များများလဲလူပြောများနေကြလူပြောကလည်းများခြင်းစရာပဲဗျာ အဲ့တော့ကာလန်ဒေတန်ဆိုတာရှိတယ်ဗျဘလူနီယံမှာတော့ဘလူစကားကိုပြောတဲ့နေဘလူနီယံမှာတော့ဘလူသုံးနှုံးမျိုးတွေသုံးတဲ့နေဆိုတာလောက်တော့မသိတဲ့ကောင်တွေစင်ပေါ်ရောက်လာတဲ့အခါကျတော့အဲ့လိုပောက်ခရတွေဖြစ်ကုန်တာပဲသူကြမကောင်းသူကြမကောင်းနေဖြစ်ကုန်တာပဲနောက်တစ်ခုရှိတာက အောက်ကပြိသက်တွေသူပြောတာအကြီးကိုရှင်းရှင်းလင်းလင်းကြားနေရတာတော့မှအောက်ကတဟီတာနဲ့လက်ခုပ်တွေတီးပြီးတော့အားပေးတဲ့ပုံမျိုးလောက်ကြတာစဉ်းစားကြည့်အဲ့လောက်တောင်မှပဲအုံနှောက်မရှိဘူးလားအသိဉာဏ်မရှိဘူးလား လိန်ဆက်ဆံပြီးစောက်ကလေးမရစေနဲ့ကိုလုံးသုံးဒီလေစောက်ကလေးမြုံနဲ့ဘိုးတာလို့ဘိုးလိုက်စောက်စိတ်သာကိုလုံးဖော့စိတ်သာအဲ့တော့နိုင်ငံခြားရှိုးပွဲတွေမှာကြည့်ကြည့်စင်ပေါ်မှာတက်ပြီးဆိုနေတဲ့ကောင်ကပေါက်ကရပြောလိုက်တာပဲဖြစ်ဖြစ်ရရုပ်ကန်ကန်ဆဲလိုက်တာပဲဖြစ်ဖြစ်တခုခုဆိုလို့ရှိရင်အောက်ကပြိတ်သက်တွေကဘူးဆိုပြီးတော့ဒါကိုလက်မခံတဲ့ ပုံတံမျိုးအတံမျိုးထွက်ပြီးတော့ပြကြတယ်ဒီမှာတော့မဟုတ်ပါဘူးဒီလောက်ပေါက်ကရတွေမောင်းနေနှမသားနဲ့မိမကြောင်းဝင်းမနာတာတွေပြောနေတာတော့မှအောက်ကလူတွေဟေးဟာဟာဆိုပြီးလက်ကုတ်ကြီးတွေတီးပြီးတော့အပင်းနေတာကြီးကဘလိုမျိုးကြီးရောဒါကလူရင်ချင်းမှုတိုင်းဝိုင်းထဲမှာနေနေတဲ့ပုံစံမျိုးမှမဟုတ်တာဒါကဇရိုက်ဆန်တာလေဇရိုက်ဆန်တာကိုဇရိုက်ဆန်နေတဲ့ဟာကြီးကိုမြင်နေရတဲ့အတိုင်းဘာလို့အားပေးတာတော့အဲ့တော့နောက်ပိုင်းကျွန်တော်နိုင်ငံမှာဒီလိုမျိုး music festival ပွဲတွေကျင်းပမယ်ဒီလိုမျိုး show ပွဲတွေလုပ်မယ်ဆိုလို့ရှိရင်ပရိသတ်တွေအတွက်ပဲစီကံတတ်မှတ်ချက်တွေမလုပ်နဲ့တော့အဲ့တော့စင်မော်တက်ပြီးဆိုမဲ့ကောင်တွေကိုလည်းပေါလို့ပဲစားစကားတွေအဲ့တော့ဘောင်မဝင်တဲ့စကားတွေအောက်တန်းကျတဲ့စကားတွေဇိုက်ဆန်တဲ့စကားတွေမပြောအောင်လဲစီကံတတ်မှတ်ထားဖို့လိုလာပြီဗျဘာလို့ဆိုတော့ကိုပရိသတ်ကိုကိုအစိတ်ခတ်တဲ့စကားမှန်းမသိအဲ့တော့လူကြားသူကြားတဲ့ပြောလို့ရမယ့်စကားမှန်းမသိတောင်ပြောမြောက်ပြောနဲ့ဇရိုက်ဆန်တဲ့ကိစ္စတွေကအခုဆိုရင်ဒါတွေကမှတ်လောက်ပြီပေါ့တိလောက်ပြီပေါ့ ကျွန်တော်ခုနပြောသလိုပဲဗျကျွန်တော်တို့ဒီ music မှာကျွန်တော်တို့လည်းလူငယ်တွေပဲဗျသဘောပေါက်တယ်ဗျအစ်စ်ဆိုရင်ကျွန်တော်တို့လက်ခံတယ်လို့ပါမတူညီတဲ့ဂီတပုံစံမျိုးတွေကို ကျွန်တော်တို့လက်ခံတယ်ဒါမဲ့ဒီလိုမျိုးမဆိုင်တဲ့ဟာကြီးတွေတွဲပြီးတော့မလာနိုင်လေဗျအဲ့တော့ပရိသတ်ကိုအစိတ်မခတ်နိုင်လေဟိုလိုလိုဒီလိုလိုနဲ့ဆရာကြီးတွေမလုံနိုင်လေအဲ့တော့ကျွန်တော်တို့ကလိုချင်တာကတကယ် music ကိုလိုချင်တာတကယ်အမှုပညာကိုလိုချင်တာပရိသတ်တွေရာ ဲ့တော့အမှုပညာဗန်းပြပြီးတော့ဇယိုက်မဆန်နဲ့အခုအဲ့လိုဖြစ်နေတာအဲ့တော့မနေ့ကအဲ့လိုမျိုးစင်ပေါ်မှာပေါက်ပန်း40ပေါက်လို့ပဲစားစကားတွေပြောလိုက်တဲ့အတွက်ကြောင့်မနေ့ညကတော့ဖမ်းသွားပြီလို့သိရတယ်အဲ့တော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ overflow team အဖွဲ့ကလည်း Facebook ပေါ်မှာတရားဝင်တောင်းပန်လာသလိုအစိုးရဝင့်ဆိုတဲ့ကောင်ကလည်းသူ့ရဲ့ Facebook စာမျက်နှာပေါ်မှာတောင်းပန်ထားတယ်ပြီးတော့သတင်းတွေကြားရတာတော့ ဲ့လိုမျိုးပြောသွားတဲ့အဆိုတော်ရဲ့မိသားစုကမန္တလေးငလျင်မှာတမိသားစုလုံးပါသွားတယ်ပေါ့သူ့ကိုယ်ကလည်းကိုယ့်ကိုယ်ဆုံးစီရင်သွားတယ်ပေါ့အဲ့ဒါကြောင့်သူ့ရဲ့စိတ်အခြေအနေကပုံမှန်မဟုတ်လို့ဒါမျိုးပြောတာပေါ့ဒါကတော့ကာဗာလောက်တာလို့ပဲကျွန်တော်ကတော့ထင်ပါတယ်ဒါကစိတ်ပုံမှန်မဟုတ်တာနဲ့ပေါ့လိုပဲသားဆန်တာနဲ့ရိုက်ဆန်တာနဲ့တခြားစီပဲဟုတ်ဗျာနော်အော်ဒီလိုကောင်မျိုးတွေကိုစင်ပေါ်တင်ပေးရတဲ့သူတွေလည်းနောက်နောက်သတိထားဖို့လိုတယ်လို့ထင်ပါတယ်ဗျာနောက်တစ်ခုကသူတို့ရဲ့ဖြောပြေးပုံဖြောပြေးဟန် ဒါလေးတွေကိုလည်းကျွန်တော်တို့ကြည့်ပါဦးမယ်အဲ့တော့နောက်ပြီးပြောထားတာလေးတွေလည်းရှိသေးတယ်ဗျအဲ့ဒါလေးကိုလည်းကျွန်တော်ဆက်ကြည့်အောင်ဟေးအေးစေးစားစစ်စစ်ကလည်းရန်ကုန်သူရန်ကုန်သားတွေကိုချစ်ပါတယ်အဲ့ဒီထဲမှာရန်ကုန်သူလေးတွေကိုပို့ချစ်ပါတယ် Let's go ရန်ကုန်သူလေးတွေကိုနောင်းပါတယ် အဲ့တော့ရန်ကုန်သူလေးအတွက်ကွန်တုံးပါအဲ့တော့မင်းနှမတွေကသွားပါလိုက်ကွန်တုံးနေရအဲ့တော့ဒါကအစိမ့်နော်သိလားအောက်ကနေဟီလာဝလာလှုပ်တဲ့လူတွေကြည့်လို့ကြဒါကမကြောက်ဝိမနာတာဗျာသိလားဒါက public area ကြီးတစ်ခုလုံးမှာဟိုလိုပဲသာဆန်ပလိုက်တာအတော်တော်ဆူးဆူးဗျာစက်ကြည့်ပါဦးမယ်ရန်ကုန်သူလေးကကွန်တုံးပါလေ တကာနဲ့ရင်မောင်တန်းတာလဲရင်မောင်တန်းတာပေါ့နိုင်ငံတကာကိုကြည့်ပြီးတော့လဲကျွန်တော်တို့ခင့်မိကြလို့ရပါတယ်။ဒါပေမဲ့လဲကျွန်တော်တို့နဲ့ကိုက်ညီတဲ့ယဉ်ကျေးမှုကျွန်တော်တို့နဲ့ကိုက်ညီတဲ့အခြေအနေတရက်ဖြစ်ဖို့လဲလိုသေးတာကိုဗျ။နော်။အဲ့လိုမှမဟုတ်ဘဲနဲ့စင်ပေါ်တက်ပြီးတော့ပေါ်လိုပဲသားတွေထိုင်ပြောနေလို့လဲမဖြစ်သေးဘူးလေ။ဘာလို့ဆိုတော့စင်ပေါ်ရောက်ပြီဆိုတဲ့ကသူတို့ကိုအားပေးတဲ့လူတချို့ဆိုတာတော့ရှိနေပြီပဲ။အဲ့တော့ဒီလူတွေကသူတို့ကိုကြည့်ပြီးတော့အတူယူတော့မယ်အတူခိုးမှားမယ်ကိစ္စတွေကိုလုပ်လို့မရဘူးဗျ။ ဲ့တော့အမှုပညာရှင်ဆိုတာအဆိုတော်ဆိုတာကိုယ့်ကိုအားပေးနေတဲ့ပြိသက်တွေရှိနေတဲ့အတွက်ကြောင့်ဒေတာထိုင်တာသွားတာလာတာပြောတာဆိုတာတွေကအစနည်းနည်းတော့သတိထားဖို့လိုတာပေါ့အမှုပညာတစ်ခုကိုတခြင်းတစ်ခုကိုစီးမျောလိုက်ရတယ်ဆဲလိုက်ရတယ်ဒါပေမဲ့ဒီအမှုပညာနဲ့တသားတည်းကြပြီးတော့ဖြော်ပြတဲ့ပုံစံမျိုးပဲဖြစ်တင်နေလေဗျာနော်ဒီလိုမျိုးကြီးတက်တက်ကြီးပေါ့လို့ပဲစားဆက်ဆန်းဇရိုက်ဆက်ဆန်းမကြောင်းဝင်းမနာတာတွေပြောတာမျိုးတော့မဖြစ်တင်ဘူးလေဗျာဒါကြီးကတော့ ဂေါ်ရယ်ဆိုတဲ့ပုံစံမျိုးကြီးနဲ့ဦးကြောင်ကြားနဲ့လှုပ်သွားတဲ့အကွက်တွေပြ။နော်အဲ့လိုမျိုးတွေကတော့မဖြစ်သင့်ဘူးလို့ကျွန်တော်ထင်ပါတယ်။ဟုတ်ကဲ့ပါဒါလေးကတော့တိုင်းပုံမှာအိုးအိုးကြွကြွနဲ့ပြဿနာတွေတက်နေတဲ့ကိစ္စပါ။အဲ့တော့ဒီလိုမျိုး ပြောတယ်ဆိုတဲ့သူကိုလည်းအဆိုတော်ဝင့်ပေါ့။သူ့ကိုလည်းဖမ်းသွားပြီလို့သိရပါတယ်။အဲ့တော့ဒီနေ့တော့ဒီကိစ္စလေးကိုပြောလိုက်ပါတယ်။ကျွန်တော် viewer တွေလည်းမသိလိုက်မရှိအောင်ပြန်ပြီး reaction လုပ်ပေးရခြင်းသာဖြစ်ပါတယ်။အဲ့တော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော် viewer တွေရဲ့အမြင်ကိုလည်းပုံမှန်လေးလင်းပြောသွားလို့ရပါတယ်။ နောက်နောက်ဒီလိုမျိုးပြဿနာမျိုးတွေကြုံလာခဲ့ရင်လည်းဒီလိုမျိုးထိရောက်တဲ့ရေးယူမှုမျိုးတွေကိုပုံပွင့်လေးလင်းပေါ်ပေါ်တင်းတင်းလူသိရှင်ကြားရေးယူဖို့လိုတယ်ဆိုတာလေးကိုလည်းဒီနေရာကနေပြောလိုက်ချင်ပါတယ်ကျေးဇူးတင်ပါတယ်ကျွန်တော်ကွီးစော်ပါ